မင်္ဂလာပါဆရာအသင်ထောင်းရှင်ပါပါဗျာခုလိုမအားလက်တဲ့ခြားရဲပေါ့နော်ဒီကျမတို့ရဲ့မီဒီယာကိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်လို့ပြောပြလိမ့်ရှင်ပထမအဆုံးမေးလိုတာကတော့ဒီမေလ7ရက်နေ့မှာပေါ့နော်ဆရာတို့ပြည်ထိုင်ပြည်ပါတီအပါအဝင်ပေါ့နော်တခြားနိုင်ငံရေးပါတီ32ပါတီတို့တွေ့ဆုံပြီးဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးမှုကောင်းနှုတ်ချက်တစောင်ထုတ်ပြန်ခဲ့တယ်လို့လည်းတွေ့ရတယ်ပေါ့နော်ဆရာဒီတွေ့ဆုံဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲဆိုတာရဲ့အဲ့ဒီထုတ်ပြန်ချက်ကိုဘယ်လိုမျိုးကောင်းနှုတ်ထုတ်ပြန်ခဲ့လဲဆိုတာရဲ့သိလိုပါတယ်ဆရာ ကျွန်တော်တို့အခုဒီ2025မေလ10ရက်နေ့ပေါ့နော်မနေ့9နိုင်ခွဲရနေပြီးတော့နေ့လယ်12နိုင်30အထိပေါ့ရန်ကုန်မြို့မှာရှိတဲ့ပြောင်းချက်ခံတဲ့ဖွံ့ဖြိုးပါတီဌာနချုပ်ပေါ့နော်ရန်ကုန်ရုံးခွဲအဲ့ဒီမှာဆိုလို့ရှိရင်တန်လွန်လန်းမှာရှိတယ်ဗျာတော့နိုင်ငံရေးပါတီတွေကိုကျွန်တော်ရဲ့လို့ဖို့ကိုင်းမဲ့နိုင်ငံရေးပါတီလို့ကျွန်တော်ဖိတ်ကြားလိုက်တယ်ဖိတ်ကြားလိုက်ပြီးတဲ့အခါကျတော့ကျွန်တော်ချစ်ချင်ရင်းနှီးစွာဒါတွေ့ဆုံဆွေးနွေးတဲ့ဝဲဖြစ်ပါတယ်ဗျာဆိုတော့အခါကျတော့ဒီ ပွဲမှာဆိုလို့ရှိရင်နိုင်ငံရေးပါတီ23ပါတီတက်ရောက်ပါတယ်အကြောင်းမျိုးမျိုးနဲ့မတက်ရောက်နိုင်တဲ့နိုင်ငံရေးပါတီတွေပါပါတယ်အခုဒီရဲ့ဆွေးနွေးချက်ကောင်းလို့ချက်တရားဆိုလို့ရှိရင်အဲ့ဒီကျွန်တော်တို့ရဲ့လုပ်ပေါက်ကိုင်မဲ့တွေချစ်ကြည်ရင်းနှီးစွာဆွေးနွေးအလို့သဘောရဆွေးနွေးထားတဲ့ဆွေးနွေးချက်တွေကိုကျွန်တော်တို့ကနေပြီးတော့စုစည်းပြီးတော့ဒါကျွန်တော်တို့ထုတ်လိုက်ခြင်းဖြစ်တယ်ဆိုတော့တစ်ချက်ဖြည့်ချားလို့ပါတယ်နောက်ချက်ကတော့23ပါတီတက်တယ်ကျန်တဲ့9ပါတီကအကြောင်းမျိုးမျိုးနဲ့ မတက်ရောက်နိုင်တဲ့ဟာတွေကလည်းလက်မှတ်ထိုးရဲဆိုတဲ့အခါကျတော့ဒီကျွန်တော်ထုတ်ပြန်မဲ့ဆွေးနွေးချက်မူကြမ်းတွေကိုတို့ရှိပို့တယ်တို့ကနေပြီးတော့သဘောတူပြီးတော့လက်မှတ်ရေးထိုးပြီးတဲ့အခါမှာစုစုပေါင်းကျွန်တော်တို့ဟာ32ပါတီလက်မှတ်ရေးထိုးပြီးတော့အဲ့ဒီ10ရင်းနေ့ကကျွန်တော်ဆွေးနွေးချက်တွေကို12ရင်းနေ့မှာကောက်နှုတ်ချက်အနေနဲ့အချင်းချင်းကျွန်တော်တို့ဟိုကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုလိုဖြေကြားပြီးရတဲ့ကျေးဇူးတင်ပါတယ်ဆရာအာနောက်ထပ်ဒုတိယအနေနဲ့မေးလို့ရမေးခွန်းရတော့ဗောနော်ဒီဆွေးနွေးပွဲထဲမှာရော ဆရာတို့ပါတီအနေနဲ့ဘလို့အကြောင်းအရာတွေကိုအဓိကထားပြီးဆွေးနွေးသွားလဲဆိုတာသိလို့ပါတယ်ဆရာကျွန်တော်တို့ဒီဆွေးနွေးပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခံမျိုးပါတီဥက္ခရီဥက္ခရီဒါကဲရောက်တယ်ဒုတိယဥက္ခဦးမျိုးစောတိန်နဲ့တက်ရောက်ခဲ့ပါတယ်ဗျအဲ့မှာပါတီဥက္ခရီဥက္ခရီကဒီဆွေးနွေးပွဲရဲ့အဖွဲ့မှာဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်နံပါတ်၁ကတော့လုံဖို့ကင်ပဲနိုင်ငံရေးပါတီတွေကိုမတွေ့တာကြလို့ဆိုတော့အချက်ကိုဒါသူဟို ဥက္ခရေကဟိုဖုတ်ဖုတ်နဲ့နဲ့တောင်ပြောပြလိုက်လွမ်းလုံးတို့တွေ့တယ်ဆိုလို့ဆိုပြီးတော့တောင်ကျွန်တော်ပြောပါတယ်ဗျာနော်နံပါတ်၄ရဲ့ချက်ကတော့အကြောင်းအကြောင်းကြောင့်ပေါ့နော်အကြောင်းအကြောင်းကြောင့်ဟိုကျွန်တော်တို့ဒီငလင်ဘေးဒဏ်ဖြစ်တဲ့အခါမှာပူပေါင်းဆောင်ရွက်မှုတွေကဟိုမရှိခဲ့တဲ့အပေါ်မှာလည်းပဲသူစိတ်မကောင်းဖြစ်မိတယ်ဒီတွေ့လဲတောင်းပန်တယ်ဆိုတဲ့ဟာပြောတယ်ဘာကြောင့်အကြောင်းအကြောင်းကြောင့်ဆိုတဲ့အခါကျတော့28ရက်နေ့ငလင်လှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာပါတီဥက္ကဋ္ဌကြီးအိမ်ရော ကျွန်တော်တို့ဟိုကျွန်တော်တို့ပါတီတွင်ကဟိုပါတီဝင်တွေရောတော်တော်လေးထိခိုက်ပျက်စီးနေတာမျိုးရှိကြတယ်ရှိကြတဲ့အပိုင်းမှာကျွန်တော်တို့28ရက်နေ့မှာလည်းဘာမှမလုပ်နိုင်ဘူး29ရက်နေ့မှာလည်းမလုပ်နိုင်ဘူး30ရက်နေ့မှာငလင်းဘေးစင်ဒါကဲဟိုဘောနော်အရေးပေါ်ကဲစင်အကောဖွဲ့ကိုဖွဲ့လိုက်တယ်ဖွဲ့လိုက်ပြီးတဲ့အခါမှာလုပ်ငန်းတွေထောက်ချောက်လုပ်တယ်ပေါ့ကျွန်တော်တို့ကလည်းပဲဟိုကိုပါတီယာလူတွေဆိုလို့ရှိရင် ီကနေ့အထိပေါ့နော်တည်ဆုံးသူပေါင်းက50ကျော်ရှိသွားပါပြီ။နောက်ကျွန်တော်ဒဏ်ရရှိသူ40အဲ40ကျော်ရှိမယ်။အဲအိမ်တွေပျက်စီးတာ1000ကျော်ရှိမယ်။လုံးဝပြထွက်သွားတာကအိမ်ပေါင်း400ကျော်လောက်ဟိုဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ခါကျတော့ဒီအပူတွေပေါ်မှာမိမိအပူတွေလည်းရှိတယ်။နောက်ပြည်သူတွေရဲ့အပူတွေကိုလည်းပဲလိုက်ပြီးညှိနှိုင်းရတာတွေရှိတယ်။အဲပါတီယာပြည်သူအတွက်ဆိုရက် အတိုင်းပဲလိုက်ပြီးတော့ကျွန်တော်တို့ကုညီကယ်ဆယ်ရေးတွေလုပ်ငန်းတွေကိုလည်းပဲကျွန်တော်တို့ဇင်တိုင်းဆက်တဲ့ဆောင်ရွက်ခဲ့တယ်ဆိုတဲ့အဲအကြောင်းကိုလည်းပဲပါတီဥက္ကဋ္ဌကြီးကဒီဆွေးနွေးပွဲမှာထည့်ပြောသွားပါတယ်အဆိုတော့ကကြတော့နိုင်ငံပါတီတွေစုဖွဲ့ပြီးလုံနေမှုကိုလည်းပဲချိတ်ဆက်မှုကျွန်တော်တို့ဒီငလင်းအရေးပေါ်ကာလဖြစ်နေတဲ့ခါကြတော့ချိတ်ဆက်မှုတွေလွဲချော်ခဲ့တယ်ပေါ့ကျွန်တော်ပါတီအနေနဲ့ကကြတော့လည်းပဲဒီဘက်မှာစောစောကလုပ်ငန်းစီတွေမှာတိမ်ပေါင်း1000ကျော်လောက်ကျွန်တော်တို့ဟို အကုန်ရခံပြီးတော့ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေလုပ်နေကြတဲ့အခါမှာဒီပေါ်မှာကျွန်တော်တို့ဟိုနိုင်ငံပါတီများနဲ့ပေါင်းဆက်ပြီးတော့လုပ်နိုင်မှုမရှိခဲ့တဲ့ဟာလေးကိုပြောသွားတယ်အဲ့ဒီနောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့ကလေးတွေရဲ့ဒီဆောင်ရွက်ပြန်လည်ဖြေဆိုရမယ့်ကိစ္စတွေပေါ်ပေါက်လာတယ်ကလေးတွေရဲ့ကန့်တွေသွားပြီးတော့ကြီးစုအားပေးတာတွေလိုအပ်တဲ့ကျွန်တော်အစားအသောက်ပါညာဆောင်ရွက်တာတွေကျွန်တော်လုပ်ပါတယ်အရှေ့ပိုင်းမှာလည်းပဲကျွန်တော်ငလျင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်က ပရာကျွန်တော်တို့အနေနဲ့အာဟာရဒါနတွေလုပ်တယ်ပစ္စည်းဒါနတွေပစ္စည်းဒါနဆိုလို့လို့ရှိရင်ပုံပေါင်းကျွန်တော်တထောင်ရောပေါ့နော်ဆန်စီဒီလိုကျွန်တော်တို့ကကုညီထောက်ပံ့မှုတွေတွာလာလောက်ကင်ရဲ့တယ်ဆိုတာကိုလည်းပဲဒါဥက္ခရီယာနေပြီးတော့ဟိုပြောသွားပါတယ်ဒါကအကြောင်းမျိုးမျိုးကြောင့်လို့ကျွန်တော်တို့မတွေ့နိုင်မှုဆိုတဲ့အချက်နံပါတ်၄အချက်ပြောပါတယ်နံပါတ်၃အချက်ကဘာလဲဆိုလို့ရှိရင်ဒီကနေ့နိုင်ငံရေးပါတီဒီအပေါ်မှာလူတွေအနေနဲ့ စိတ်ဝင်စားမှုအားနည်းပဲပေါ့နော်ဟောစိတ်ဝင်စားမှုအားနည်းတဲ့အဲတချို့သောနိုင်ငံရေးလုပ်ငန်းစဉ်တွေကိုတော့နားမလည်ကြတဲ့ဟာတွေသွားတွေ့ရတယ်ဒီအပေါ်မှာကျွန်တော်တို့ဟာပြည်သူ့အတွက်နိုင်ငံရေးပါတီများရဲ့အခမ်းအနားကိုဘယ်လိုမြင့်တင်ကြမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဟိုအကျယ်တဝန်းဟိုရှင်းလင်းပြီးတော့ပြောကြားသွားတာတွေ့ရပါတယ်ဗျအဆိုရက်ခါကျတော့အဓိကတော့ဘာလဲဆိုလို့ရှိရင်အရေးကြုံလာတိုင်းမှာ ကျွန်တော်တို့နိုင်ငံရေးပါတီတွေကပူးပေါင်းဆောင်ရွက်ပြီးတဲ့အခါမှာနိုင်ငံနဲ့ပြည်သူအကျိုးကိုဆောင်ရွက်ကြဖို့ဆောင်ရွက်ရင်းနဲ့နိုင်ငံရေးပါတီအခမ်းအနားအောင်မြင့်တင်ကြဖို့ဆိုတဲ့ဟာကိုအဓိကထားပြီးတော့ဆွေးနွေးသွားတာကိုကျွန်တော်တို့ဟိုတွေ့ရပါတယ်ဗျ။ဟိုကျွန်တော်ရဲ့ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးစောဦးမျိုးစောတင်ရဆိုလို့ရှိရင်ပါတီတွေဟာဆိုလို့ရှိရင်လာရမတူညီကြတော့လည်းပဲနိုင်ငံအတွက်လာရကတူညီကြသူတွေဖြစ်တယ် ပါတီဆွဲကင်းကြတော့ပါတီခေါင်းဆောင်များဖြစ်တယ်ဆိုတဲ့ဟာကိုလေးနဲ့ဆိုယုံကြည်တယ်ဆိုရဲအကြောင်းနေနောက်ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာပါတီများဟာခြံစည်းယိုးတိုင်းလေးများတစ်ဖွဲ့ဖြစ်နေတဲ့ပေါ့လို့ယူဆရပြီးတော့ပေါ့နော်တွဲဆက်ခြင်းဖြင့်ခိုင်မာပုံမှုခိုင်မာစေသောဥဒတိုင်းကြီးကဲ့သို့ဖြစ်စေဖို့ဝိုင်းဝန်းကျွန်တော်စူးစမ်းလေ့ကျင့်ပြီးတော့ပါတီရဲ့အခမ်းအကဏ္ဍကိုလည်းပဲမြင့်တင်ဖို့ဟိုဆောင်ရွက်ရန်ဆောင်ရွက်စေလိုတယ်ဆိုတဲ့ဆွေးနွေးချက်တွေကိုလည်းပဲဆွေးနွေးခဲ့ပါတယ်ဗျာဟုတ်ကဲ့ လိုဖြည့်ချားပေးတဲ့အတွက်လည်းဆရာကျေးဇူးတင်ပါတယ်เนาะတဲ့မေးလို့ရမေးခွန်းတွေရတော့ဗောနော်ဒီဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့အခြားနိုင်ငံရေးပါတီတွေကရောဘလို့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြလဲဆွေးနွေးမှုရဲ့အနှစ်အချက်ကလေးကိုဆရာပြောပြလိုက်တော့ပြီးပြောပြပြီးလို့ရမှာဆရာအဓိကတော့ဆွေးနွေးမှုရဲ့အနှစ်အချက်ကိုပြောပါဆိုလို့ရှိရင်တော့အားလုံးကနိုင်ငံရေးပါတီများရဲ့အခမ်းကဏ္ဍကိုဘဝပေါ်မြင့်တင်ရေးဆိုတဲ့အပေါ်မှာဝိုင်းပြီးဆွေးနွေးကြတယ်ဗျဆွေးနွေးကြတယ် အသေးစိတ်ကျွန်တော်မှတ်မိသလောက်ပြောရမယ်ဆိုလို့ရှိရင်တော့ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုအရောက်လမ်းတဲ့အခါမှာတခုတည်းသောလမ်းကြောင်းကကျွန်တော်ရွေးကောက်ပွဲလမ်းကြောင်းဖြစ်တယ်အခြားလမ်းကြောင်းမရှိဘူးဆိုတဲ့ကိစ္စတွေနောက်ရွေးကောက်ပွဲဟာဆိုလို့ရှိရင်နိုင်ငံသားအလုံးတွေအကျိုးစီးပွားဖြစ်ပြီးတော့အောင်မြင်အောင်နိုင်ငံပါတီများအနေပြီးစီးလုံးညီညွတ်စွာဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းတွေနောက်ပါတီဆိုတဲ့ဟာဥယျာဉ်ကြီးတစ်ခုတစ်ဖွဲ့ဖြစ်ပြီးတော့ ဒီဥယျာဉ်ကြီးကနေပြီးတော့မျိုးကောင်းမျိုးတန်းတွေတစ်ပင်ပန်းမှန်တာကိုစိုက်ပျိုးပေးပေးကြားမဲ့တောင်းအောင်ရှိတယ်ပေါ့ဒီလိုပဲနိုင်ငံကြီးတမားတိုင်းဟာဆိုလို့ရှိရင်လည်းပဲအုပ်ချုပ်ရေးအတတ်ပညာကိုကျွမ်းကျင်စွာတက်မြောက်ဖို့လိုတယ်အဲ့ဒီမှာဒါကြောင့်လို့လည်းပဲဒီအုပ်ချုပ်ရေးပညာရပ်ကိုအထူးလေးလာထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းနေတော့နိုင်ငံကြီးပါတီများအနေနဲ့လည်းပဲအုပ်ချုပ်မှုအတတ်ပညာအရေးသွေးရှိတဲ့နိုင်ငံသမားကောင်းတွေကိုဒါမွေးထုတ်ပေးခြင်းဖြင့်နိုင်ငံရေးပါတီရဲ့အခမ်းအနားတွေကိုပြင့်တင်နိုင်တယ်ဆိုတဲ့အကြောင်းတွေလည်းဆွေးနွေးပါတယ် ဒါပြင်ကျွန်တော်တို့ဟိုပါတီဝင်တိုင်းကเนาะပါတီကိုကိုစားပြုတယ်လို့ပဲအဲပါတီတိုင်းကလည်းပဲနိုင်ငံတော်ကိုကိုစားပြုမှာဖြစ်တယ်ဆိုတဲ့အကြောင်းနိုင်ငံရေးဟာပါတီရေးဖြစ်တဲ့အတွက်နိုင်ငံရေးပေါ်အော်နိုင်နိုင်ငံရဲ့အရေးတွေပေါ်လာတိုင်းမှာပေါ့နော်ကျွန်တော်ရဲ့နိုင်ငံရေးပါတီများပူပေါင်းဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြင့်ဒီကျွန်တော်ရဲ့နိုင်ငံရေးပါတီများအခမ်းအနားကိုလည်းပဲအဲစစ်စီလုံးလုံးညီညီညွတ်ညွတ်နဲ့တိုင်းပြည်အတွက် ေါ်လာတဲ့နိုင်ငံရေးကိစ္စများကိုဖြည့်ရှင်းပြီးတော့လက်တွဲညီညီမှန်ကန်တဲ့အရေးအရေးချင်းများရှိအောင်ဆောင်ရွက်ဆောင်ရွက်ဖို့လိုတယ်အဲ့ဒီလိုဆောင်ရွက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့နိုင်ငံရေးပါတီရဲ့အခမ်းအနားကိုမြင့်တင်ဖို့လိုမယ်ဆိုတဲ့အကြောင်းလေးလည်းပဲထည့်သွင်းဆွေးနွေးကြတယ်နောက်ကျွန်တော်တို့မြင့်ဟိုပါပေါ့နော်နောက်တယောက်ဆွေးနွေးတာကတော့ကျွန်တော်တို့မြန်မာလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတမန်တော်နဲ့နိုင်ငံရေးပါတီဟာအကွဲပြဲကျွန်တော်ဖြစ်ခဲ့ဘူးလေတဲ့။နောက်မှာကျတော့ ်အော်လူလက်နဲ့အင်အားအလွန်ကြီးတဲ့ဒီဖက်စစ်ကိုတော်လိုင်းရေးမှာတပ်မတော်နိုင်ငံရေးပါတီပြည်သူတွေပူးပေါင်းပြီးတော့အောင်ပွဲကိုကျွန်တော်ရဲ့အောင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တယ်နိုင်ငံတော်မှာခိုင်မာတဲ့ institution တွေဒါကြောင့်ထိတွေ့ထားဖို့လိုတယ်ဆိုတဲ့အကြောင်းတွေကိုလည်းပဲဒါကျွန်တော်ထည့်သွင်းပြီးတော့အစွန်းနေသွားတယ်အဲ့လို institution တွေထိတွေ့ပြီးတော့နိုင်ငံအရေးတွေကိုစောင့်ရည်ရင်းနဲ့ကျွန်တော်ရဲ့နိုင်ငံရေးပါတီရဲ့အခမ်းကဏ္ဍတွေလည်းမြင့်တင်နိုင်ဖို့လိုတယ်ဆိုတဲ့အားတွေလည်းပဲထည့်သွင်းဆွေးနွေးကြပါတယ် ဒါတွေမကသေးပါဘူးကျွန်တော်တို့ဒီနိုင်ငံရဲ့အတိတ်သမိုင်းမှာဆိုလို့ရှိရင်ဒါတပါတီစနစ်တပါတီစနစ်ကောင်းသလားပါတီဆုံးစနစ်ကောင်းသလားဆိုတော့မေးမြန်းခဲ့မှုတွေကိုလည်းပဲအမှတ်ရဖို့လိုတယ်ဒါမှလို့အခုခါမှာတော့နိုင်ငံနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရပါတော့ပါတီဆုံးစနစ်ကိုသွားချာမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ရှိအခြေအနေအရရပုံမှာမူတည်ပြီးတော့နိုင်ငံရေးပါတီတွေဘလောက်များဖို့လိုအပ်တယ်လဲဆိုတော့ ်ဆိုတာတွေကိုမေကွန်ထုတ်စရာဖြစ်တယ်ဆိုတော့ဆွေးနွေးမှုတွေလည်းကျွန်တော်တို့သိရပါတယ်တပါတီစနစ်ကိုကောင်းဟိုပါပေါ့နော်ထောက်ခံခြင်းမဟုတ်ဘဲနဲ့ကျွန်တော်ပါတီများပြီးတော့မညီညွတ်ကြလို့ရှိရင်လက်နက်ကင်ပြိပခဘက်ကိုဆွဲယူသွားပြီးတဲ့အခါမှာကျွန်တော်ဆိုအဲ့ဒီလို့ဖြစ်လာမှာကိုသူတို့စိုးရိမ်နေဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်အနိုင်ငံပါတီတွေလိုချင်တာကကြတော့အေဂျင်တာယာနဲ့မြန်မာနိုင်ငံအခင်းကြီးတခုကို ဖြစ်တဲ့အတွက်စီးလုံးညီညွတ်စွာနဲ့ပဲကျွန်တော်တို့နိုင်ငံပါတီရဲ့အများရဲ့အခမ်းကဏ္ဍကိုညှင့်တင်ပြရောက်မယ်ဆိုပြီးတော့ဒီလိုဆွေးနွေးမှုတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်ရွေးကောက်ပွဲတွေမိမိတို့ပါတီရဲ့ပါတီမူဝါဒတွေကိုခြားပြရှင်းလင်းဆောင်ရွက်ခြင်းဟာလည်းပဲဒါလောကမဲ့ကဏ္ဍတရားဖြစ်တော်လည်းပဲတော့နော်ပြည်သူတရားလုံးအတွက်အရေးကြီးလာလို့ရှိရင်အခက်အခဲပြဿနာရပ်တွေပေါ်ပေါက်လာလို့ရှိရင်နိုင်ငံပါတီဟာပူပေါင်းဖြည့်ဆင်းခြင်းဖြင့် ကျွန်တော်တို့ရဲ့နိုင်ငံရေးပါတီရဲ့အခမ်းအကဏ္ဍကိုလည်းပြည့်နေနိုင်လေဆိုတဲ့ကျွန်တော်တို့ထက်သွင်းဆွေးနွေးချက်တွေကိုလည်းတွေ့ရပါတယ်ကျွန်တော်ထားဟောပေါ်ထားစဉ်ညီညွတ်ရေးအတွက်လုံတဲ့ဒါနဲ့မလုံရမာတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008မှာအတိလင်းပြဋ္ဌာန်းထားကရှိတယ်သို့တော်လည်းပဲဒေါင်ပေါင်းစုံကနေပြီးတော့ဝေဖန်ဖြည့်ဆည်းမှုတွေရှိနေကြတယ်ပါတီများအနေနဲ့လည်းတည်ဆက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်ကလည်းပဲလေးလက်စွာတက်ဝင်ယုံကြည် ဘလို့ပြည်သူများနားလဲသဘောပေါက်အောင်လဲစူပေါင်းအားနဲ့ခြားပြရှင်းလင်းနဲ့လုပ်ငန်းစဉ်တွေစောင့်ရရင်းနဲ့လည်းပဲဒါနိုင်ငံပါတီတွေရဲ့အခမ်းအနားကိုမြင့်တင်နိုင်တယ်ဆိုတော့ဇွန်နစ်ချက်တွေပါပါတယ်ကျွန်တော်တို့ success model တခုဟိုတိဆောက်ပြီးတော့ဖြစ်လာနိုင်တဲ့ကောင်းယူဆိုးကျိုးတွေကိုလည်းပဲထည့်သွင်းတွက်ချက်ပြီးတော့ပူးပေါင်းဆောင်ရွက်ရေးအစီအမံတခုကိုလည်းချမှတ်ဖို့ဟာအကြံပြုချက်တွေလည်းဒါဆွေးနွေးကြပါလေပါတီရဲ့အဲပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်ဟာအစ်စ်မဟုတ်ဘူးเนาะ ျွန်တော်ဒီ NASA ကအစိုးရလက်ထက်မှာဆိုရင်အ ਨੇ ဆုံး၁၀ချိန်ကတွဲဆောင်ခဲ့ပြီးတော့သဘောထားထုတ်ပြန်ကြေညာချက်တွေလည်းပဲ၁၀ချိန်နဲ့မနဲ့ထုတ်ပြန်ရပြီးဖြစ်တယ်ဆိုပြီးတော့အပါတီများဟာမူဝါဒအားဖြင့်เนาะမူဝါဒအားဖြင့်ကွဲပြားခြားနားမှုရှိနိုင်တော်လည်းပဲပေါ့နော်နိုင်ငံကောင်းကျိုးအတွက်ဆောင်ရွက်ကြရမယ်ဆိုတဲ့ရည်ရွယ်ချက်ဟာတူညီတဲ့ဒါရည်ရွယ်ချက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းဒါကြောင့်မို့ယခုကျွန်တော်နိုင်ငံရေးပါတီတွေရဲ့အခမ်းအနားကိုတေချာစွာ ဂယုမပြုမိကြတဲ့အခြေအနေကိုတော့မသိရှိပဲစော်ကားမှု ဝေဖန်မှုတိုက်ခိုက်မှုတွေဒါမှကြာကနရှိတဲ့အနေထားတွေပေါ်မှာကျွန်တော်တို့ဟာနိုင်ငံတော်ရဲ့ဆောင်ရွက်ချက်များပေါ်မှာကျွန်တော်ရဲ့အင်းနဲ့အားနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရင်းဖြင့်လိုအပ်တဲ့အချိန်မှာဝိုင်းဝန်းဆောင်ရွက်ကြဖို့လုပ်ငန်းစဉ်များကိုအချိန်မြင့်ပြီးတော့ဆောင်ရွက်ရင်းနဲ့ကျွန်တော်ရဲ့နိုင်ငံရေးပါတီများရဲ့အခမ်းအနားကိုလည်းပဲ ဒါမြင့်တင်ဆောင်ရွက်ဖို့လူတွေဆိုတဲ့ဆွေးနွေးချက်တွေလည်းပဲကျွန်တော်တို့သိရပါတယ်အခုကမှတော့တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့စည်းချို့ကကျွန်တော်လူမျိုးရေးကိုအစွဲပြုပြီးတော့တိုင်းရင်းသားစီးလုံးညီညွတ်ရေးပြိုကွဲရေးကိုဥတီဆောင်ရွက်နေတယ်တိုင်းရင်းသားစီးလုံးညီညွတ်ရေးကို နိုင်ငံရေးလမ်းကြောင်းကနေပြီးတော့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြားဖို့ကျွန်တော်နိုင်ငံရေးပါတီဟုတ်လားများမှလည်းတောင်းရှိတယ်ဆိုတဲ့ဆွေးနွေးချက်တွေကျွန်တော်ရှိပါတယ်ကျွန်တော်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရန် အတွက်ဆိုလို့ရှိရင်နိုင်ငံတော်နဲ့ UEC တို့ကကျိုးပန်းဆောင်ရွက်ဆောင်ရွက်လဲရှိတော့ရှိတော့လည်းပဲပေါ့နော်အကြမ်းဖက်သမားများရဲ့အကြမ်းဖက်ဆောင်ရွက်မှုများကြောင့် no vote ဖြစ်လာနိုင်တယ်ဒါကြောင့်မို့ပြည်သူများမဲပေးကိုစိတ်ဝင်စားလာအောင်နော်ကျွန်တော်တို့အသေးစားကမဲတပြားဒါမှမဟုတ်အုံနောက်ထဲကမဲတပြားကိုသူနဲ့သူ့မိသားစုအနာဂတ်အတွက်ဘလောက်ရေးကြီးရဆိုတဲ့ဟာကိုသိရှိနားလည်တဲ့အထိပါတီမဲဆွဲခြင်းမျိုးမဟုတ်ဘဲနဲ့မဲပေးလှုပ်ရှားမှု များဟုတ်လည်းပဲပါတီဆွဲကင်းကင်းစွာနဲ့ပေါ့နော်ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြင့်နိုင်ငံရေးပါတီများရဲ့အခမ်းအကဏ္ဍကိုလည်းမြင့်တင်နိုင်လေဆိုတဲ့အကြောင်းကိုလည်းပဲကျွန်တော်တို့ဟိုထက်သွင်းဆွေးနွေးခဲ့ပါတယ်အဲ့တော့ယာယီပြည်ထောင်တိုက်ခိုက်မှုရစဲကျွန်တော်အချိန်ကာလကိုနိုင်ငံတော်ကနေပြီးတော့2025မေလ31ရက်နေ့ထိတိုးမြင့်တက်မှတ်ခြင်းကိုလည်းပဲဒီနိုင်ငံရေးပါတီများကဟိုထောက်ခံကြိုဆိုကြတယ်နိုင်ငံတော်ရဲ့မူဝါဒလမ်းစဉ်တွေအကောင့်တွေဖော်မှာပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့ရတဲ့အချို့သောအဖွဲ့အစည်းတွေဟာ ကိုရိုးရှာပြီးတော့စီးပွားရှာခြင်းများကြောင့်နိုင်ငံတော်ပေါ်မှာအထင်မြင်လွဲမှားစေနိုင်တယ်ဆိုတော့အဲဒီအချက်ပေါ့နော်ဒီအချက်တွေကိုအလေးနဲ့မှတ်သားပြီးတဲ့အခါမှာအဆုံးဖြတ်ပေးနိုင်တဲ့သူများထံကိုသတင်းမှန်ရောက်ရှိနိုင်ရည်နီလန်းကိုလည်းပဲအဲကျွန်တော်တို့ရှာပြီးတော့နီလန်းကိုရှာပြီးတော့အကြံပြုမယ်ပြုမယ်ဆိုတော့ကျိုးပန်းဆောင်ရွက်ရင်းနဲ့လည်းပဲကျွန်တော်ရဲ့နိုင်ငံပါတီများရဲ့အခန်းကဏ္ဍမြင့်တအောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်းတွေလည်းပဲဆွေးနွေးကြပါတယ်အဒီနေ့ပါတီများဆွေးနွေး ကျင်းဟာဆိုလို့ရှိရင်တော့ကျွန်တော်မိသားစုစကားဝိုင်းတံပေါ့နော်ချစ်ချင်ရင်းနှီးစွာနဲ့ကျွန်တော်တို့ဟိုစွန့်နေကြတယ်ခိုင်းနိုင်လို့ရတယ်ဆိုဆိုတဲ့ဟာတွေကျွန်တော်တို့သိရပါတယ်ပုံပုံခင်မှာတရားမင်မှာဆိုတဲ့အတိုင်းเนาะစရင်စင်နာများကိုသိရှိကြပြီးဒီကျွန်တော်တို့သိရဟွာပေါ့နော်ဟိုသိခံခြင်းစိတ်ရှိခြင်းများဖြင့်เนาะပါတီရဲ့အခမ်းအနားကိုမြင်မအောင်ဆောင်ရွက်ကြမှာဟုလည်းပဲကျွန်တော်ထည့်သွင်းဆွေးနွေးခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးမူအတွက်ကျေးဇူးတင်ပါတယ်ရှင် နောက်ဆုံးမိခွန်းလေးအနေနဲ့ပေါ့နော်ဒီတွေ့ဆုံဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးမှုတွေကဘလို့ဆွေးနွေးချက်တွေကတက်ရောက်လာကြတဲ့နိုင်ငံရေးပါတီတွေရဲ့ဘုံသဘောတူညီတဲ့အချက်ဆိုရင်ပေါ့နော်ဘယ်အချက်တွေဖြစ်နိုင်မလို့ဆရာဘက်ကထင်ပါလဲရှင်မီဒီယာကြီးမေးတော့ကျွန်တော်ကလည်းဖြေကြရတော့မှာပေါ့နော်ကျွန်တော်တို့ကတကယ်တမ်းတော့ကျွန်တော်တို့ရဲ့ဆွေးနွေးချက်ဒါအချင်းချင်းဆိုပြီးတော့ကျွန်တော်ထုတ်လိုက်တယ်အခုဒီကျွန်တော်တို့ရဲ့ဘုံသဘောတူညီချက်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပေါ့နော် ားလုံးရဲ့ဆုံးဖြတ်ချက်ကိုတော့ကျွန်တော်တို့ဒီစာထဲမှာကျွန်တော်မထည့်လိုက်ဘူးမထည့်လိုက်ဘူးတိုးတော်လည်းပဲဒါမီဒီယာကြီးမေးတဲ့အတွက်ကျွန်တော်ဖြေရမယ်ဆိုလို့ရှိရင်ဒီတွဲဆုံဆွေးနွေးမှုမှာเนาะကျွန်တော်ချစ်ကြည်ရင်းနှီးစွာတွဲဆုံဆွေးနွေးမှုမှာနိုင်ငံပါတီရဲ့အခမ်းအနားမြင့်တင်ဖို့ကျွန်တော်တို့စူးစမ်းဆောင်ရွက်ကြမယ်เนาะအဲ့လိုစူးစမ်းဆောင်ရွက်ကြတဲ့အခါမှာကျွန်တော်ဘာလို့သွားသဘောတူတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့နိုင်ငံရေးပါတီတွေလောက်ပေါ်ကိုင်းမဲ့နိုင်ငံရေးပါတီတွေ အဲတွဲဆုံပြီးတော့ပေါ့နော်နှစ်လတစ်ကြိမ်နှစ်လတစ်ကြိမ်ကြံကျွန်တော်တို့လောဘောက်ကိုင်းမဲ့နိုင်ငံရေးပါတီတွေအနေနဲ့အဲတွဲဆုံမယ်အဲနောက်နိုင်ငံရေးရှုထောင့်စကားဝိုင်းတွေအဲနောက်အင်တာဗျူးတွေလူလူစီဝေးပွဲတွေအပါဝင်နိုင်ငံအတွက်ကျွန်တော်တို့ကောင်းတဲ့ခေါင်းစဉ်တွေအောက်မှာပါတီတွေစုပေါင်းဆောင်ရွက်ချင်းချင်းကျွန်တော်ရဲ့နိုင်ငံရေးပါတီများရဲ့အခမ်းအကဏ္ဍကိုပုံမထင်ရှားလာစေမယ်ဆိုတဲ့အစီအစဉ်ဆောင်ရွက်မှုတွေကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချပါတယ်ဗျာ ါကတော့ဒါမီဒီယာကြီးမေးလို့ဒါပထမဆုံးကျွန်တော်ထုတ်ပြီးဖြေလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးဆက်ရှိလက်ရှိနဲ့ဖြေကြားပေးခဲ့တဲ့ဒီပြည်ခိုင်ပြိုးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကိုကျွန်မတို့ရဲ့ဒီ PAM Media ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ကလည်းပဲအခုလိုပေါ့ကျွန်တော်တို့ကိုအချိန်ပေးပြီးတော့မေးမြန်းမှုပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးဟာနိုင်ငံအတွက်တိုင်းပြည်အတွက်အပြည်သူအတွက်ကိုကောင်းကျိုးကိုရှေ့ရှုပြီးတဲ့အခါမှာဆောင်ရွက်နေကြတော့ပုံပုံများဖြစ်တဲ့အတွက်အားလုံးမြန်မာပြည်ကြီး အေးချမ်းပါသည်ပြည်တော်သူကြီးအတွန့်ချီတည်တံ့ခိုင်နေပါသည်လို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်ဗျာ။